မြန်မာပြည်ပုံစံဖွဲ့ချုပ်ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်အားပါတီစီဝေးခီးစဉ်ဖြစ်ဒီဇင်ဘာလ22ရက်ပြီးခဲ့တဲ့စနေနေ့ကတရင်းသာရီတိုင်းကိုသွားရောက်ခဲ့ပါတယ်ခင်ဗျာအသေးစိတ်ကို RF သတင်းတော့ကိုမျိုးစော်ကိုကသတင်းပေးပို့ထားပါတယ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဆန်းစုကြည်ဟာပါတီစည်းရုံးရေးခီးစဉ်ဖြစ်ပြီးခဲ့တဲ့စနေနေ့ကတနင်္လာနေ့တိုင်းကော်တောင်းမျိုးနဲ့မြို့မျိုးတွေကိုသွားရောက်ခဲ့ပါတယ်။ ေါင်းဆန်းစုကြည်ဟာကော်တောင်းမျိုးအေးငြိမ်ရက်ွက်ရန်ကြီးအောင်အားစားခွေးမှာကျင်းပပြုလုပ်ခဲ့တဲ့လူထုတွေ့ဆုံပွဲမှာဒီစီယုံရေးခီးစဉ်ဟာမဲရရှိရေးအတွက်အဓိကမဟုတ်ဘဲပြည်သူတွေဒီမိုကရေစီတာဝန်တွေနားလည်အောင်လုပ်ဖို့ဖြစ်တယ်လို့တက်ရောက်လာတဲ့ပြည်သက်တပေါင်းကျော်ကိုမိကုံးပြောကြားခဲ့ပါတယ်။တချို့ကစီယုံရေးခီးထွက်တယ်ဆိုတော့ဘယ်လိုနားလည်လဲဆိုတော့အရင်အကြောင်းကြောင်းပြည့်ရေးကောက်ပွဲတွေကစီယုံရေးခီးတွေထွက်လို့ရွေးကောက်ပွဲမှာမဲရရေးအတွက်စီယုံရေးခီးထွက်တယ်လို့နားလည်ကြပါတယ်။ အဲ့ဒါဟာအဓိကမဟုတ်ပါဘူးကျမတို့ဂျားပြတ်ရေကောက်ပွဲတွေအတွက်စီယုံရေးခီးထွက်တုံးရတဲ့အဓိကဟာပြည်သူလူထုအနေနဲ့ကိုယ့်ရဲ့ဒီမိုကရေစီတာဝန်တွေကိုနားလည်လို့နားလည်ဖို့ဖြစ်ပါတယ်ကျမတို့ဒီမိုကရေစီနိုင်ငံတစ်ခုတည်ဆောက်မယ်ဆိုရင်ပြည်သူတွေရဒီမိုကရေစီတာဝန်တွေကိုတည်တည်ချာချာနားလည်ရမယ်အဲ့ဒီလိုနားလည်မှကျမတို့လိုချင်တဲ့ဒီမိုကရေစီနိုင်ငံတစ်ခုတည်ဆောက်နိုင်မှာပါ나이ွယ်ခန့်ကြတဲ့ သူမရဲ့မိကုန်းထဲမှာနိုင်ငံပြုပြင်ပြောင်းလဲဖို့အတွက်အလိုအဆုံကစိတ်ဓာတ်တွေပြုပြင်ပြောင်းလဲရမှာဖြစ်ပြီးနိုင်ငံအနာဂတ်အတွက်ကလေးတွေကိုမှန်ကန်စွာပြုစုပျိုးထောင်ဖို့လိုတယ်လို့လည်းပြောကြားခဲ့ပါသေးတယ်။ကျွန်တော်တို့အခုကလေးတွေကိုအထူးဖြင့်ဦးစားပေးပြီးတော့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကလေးတွေဟာနောက်ခေတ်မှာလူကြီးတွေဖြစ်လာမှာကျွန်တော်တို့ကဒီကလေးတွေကိုပမာကန်ကန်ပြုစုပျိုးထောင်အောင်မှာကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်က ကောင်းမှာဖြစ်ပါတယ်။ အဲ့တော့မိမတွေကိုကျမအနေနဲ့တိုက်တွန်းခြင်းနဲ့ကလေးတွေကိုငငယ်လေးကမမကန်ကန်တုံတုံဆုံးမပါမမကန်ကန်တုံတုံဆုံးမပါဆိုတာဟာကိုယ်အကျိုးအတွက်ပဲကြည့်ဖို့ကလေးတွေကိုမသိပါနဲ့ကျမတို့နိုင်ငံမှာဆိုလို့ရှိရင်တချို့လူကြီးတွေကကလေးတွေကိုကိုအောင်မြင်ဖို့ကိုတူဦးကောင်းစားဖို့ကိုမိသားစုကောင်းစားဖို့ဒီလိုပဲသင်ကြပါတယ်အဲ့ဒီလိုသင်လို့ရှိလို့ရှိရင်ကလေးတွေကကြီးလာတဲ့အခါကျရင်လေကိုယ်အတွက်ပဲကိုလုပ်ကြပါလိမ့်မယ် မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ဟာကောတောင်းမြို့သုံးပိုင်းဖုံးကြောင်းကျောင်းနိုင်ဆရာလို့တွားရောက်ဖွင့်မြော်ခဲ့သလို NLD ပါတီရုံးကိုတွားရောက်ခဲ့ကပါတီဝင်တွေနဲ့တွေ့ဆုံခဲ့ပြီးမြို့မြို့မှာပြုလုပ်မဲ့လူလူတွေ့ဆုံပွဲအတွက်ကောတောင်းမြို့ကနေမြို့မြို့ကိုညနေ3:00နာရီမှာထွက်ခွာခဲ့ပါတယ်ဒေါ်ဆန်းစုကြည်ဟာမိမျိုးကံများရဲ့ကျန်တော်လမ်းမှာရှိတဲ့ဥစော့ချက်ခမ်းမမှာဒေသခံတွေနဲ့တွေ့ဆုံရမှာတရားဥပဒေစိုးမိုးရေးပညာရေးအဆင့်မြင့်တင်ရေးနဲ့ ဒီမိုကရေစီအစစ်မှန်ရတယ်ဆိုတာပြည်သူတွေကိုယ်တိုင်ခံစားမှသာဒီမိုကရေစီဖြစ်ကြောင်းစစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့ပြည်သူကိုယ်တိုင်ပါဝင်မှသာရရှိခံစားရမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။တရားဥပဒေစိုးမိုးခြင်းဆိုတဲ့အဓိပ္ပာယ်ကိုကျမတို့ရဲ့ပြည်သူပြည်သားအများစုကနားလည်ရဲ့လားလို့ကျမတခါတလေစဉ်းစားကြည့်ပါတယ်။တရားဥပဒေဆိုတာတော့လူတိုင်းကဥပဒေဆိုတာတော့နားလည်တယ်ဖြစ်မှာတယ်။ဒါပေမဲ့ဥပဒေဆိုတာဘာအတွက်လဲဆိုတာ တော်တော်များများနားမလို့ကြောက်တချို့ကဘယ်လိုထင်လဲဆိုတော့ဥပဒေဆိုတာဟာပြည်သူတွေကိုချုပ်နိုင်ချုပ်နှောင်ထားဖို့ပြည်သူတွေကိုကန့်သတ်ထားဖို့ချုပ်ချယ်ထားဖို့လို့အဲ့ဒီလိုမျိုးကြောက်ဒီမှာတော့နိုင်ငံကလူငယ်တွေဟာတကယ်အဆင့်မီနဲ့တကယ်လို့ပညာရရှိရေးတွေမကပါဘူးတကယ်အဆင့်မီနဲ့နိုင်ငံသူနိုင်ငံသားများဖြစ်လာရေးဖြစ်ပါတယ်တကယ်လို့တခုမှဆိုရင် လက်ကူကြောင်းသူကြောင်းသားများဟာဘွဲတစ်ခုတည်းရတာမဟုတ်ဘဲနဲ့ဘဝရဲ့စင်ခေါ်မှုတွေကိုရင်ဆိုင်နိုင်တဲ့အရေးချင်းတွေကိုရယူလာတဲ့ပြည်ဝင်ဖြစ်ပါလိမ့်မယ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီစည်းရုံးရေးခီးစဉ်ဖြစ်တနင်္လာရီတိုင်းကိုရောက်ရှိနေတဲ့ဒေါ်ဆန်းစုကြည်ဟာကော့တောင်းမြို့နဲ့မြိတ်မြို့တွေအပြင်ကျူးစုမြို့နဲ့ကံမော်ချေးရွာတွေကိုလည်းတွားရောက်ဖို့ရှိပြီးဒေသခံတွေနဲ့တွေ့ဆုံမေးခွန်းပြောမယ်လို့သိရပါပါတယ်ခင်ဗျာ